hello ယွန်ပါယွန်ဒီနေ့တော့ masker ပြလေးပေါ့နော်ကုတ်တင်လေးပြောပြမှာပါဒီနေ့ဒါ Downia ရောရော YouTube ပဲကြိုက်တယ်ပေါ့နော်အလားတင်မှတ်ပြီးတော့လို့ပါဆိုတော့ဒီနေ့ရာဖတ်ဝမ်းလို့ပဲမှတ်ထားလိုက်ပေါ့နော်ဆိုတော့အကူက favorite button လေးကဘာလို့လောက်တာဆိုတာကိုပြောပြပါမယ်ရင်းဆုံး ဒီ file ကိုဟိုမှာတခုခုဟာယူလိုက်လို့ new လုပ်ချင်တယ်ဖြောင်းလုံးကအတဲလုပ်ချင်တယ်ဆိုရင်เนาะဒီ take က file လို့နှိပ်လိုက်ပါเนาะ new ရယ် load from your computer ရယ် save to your computer ရယ် save to your computer ဆိုရင်ဒီပုံစံဟာကို save ထားမှာပေါ့เนาะ new ဆိုရင်တော့ဒီလိုမျိုးလေးပါ replace content of career projects okay နှိပ်လိုက်ပါ ဆိုတော့ဆိုလေးဖြစ်သွားပြောင်းလေးဖြစ်သွားလိုက်မယ်အဲ့ဆိုရင်ယွန်းတို့ဟိုကအခုဘတ်တန်လေး motion ဆိုဒါက motion ပေါ့နော်တွားလှုပ်တာတွေဖတ်သွားတာတွေကိုပြပေးရင် look ကတော့အကုန်လုံးတည်ပါရင်တော့ကြည်ရလေကြည်ရလို့ကြည်ရပြီးလို့ရှိရင်ပြောတာအဲ့လိုမျိုးလေး sounds ကတော့နောက်ခံအတန်တော့မဟုတ်လူစကားပြောနေတဲ့အချိန်ပါတဲ့အတန်လေးပဲ အဖက်ထဲမှာဆိုရင်တော့ဒီဟိုအာတော့မူရင်းလိုတဲ့ဟာလေးပေါ့နော်အဓိကပေါ့နော် control မှာတော့ forever repeat အခါခါလောက်တာရိ forever အမြဲတမ်း sensing ထဲမှာတော့ touching mouse pointer တမျိုးလေးရှိရပေါ့နော်ဒါတော့ operator လေးပါ so pick random 1 2 10လို့ပါလို့ရှိရပေါ့နော် ဖယ်ရီပယ်စ်ကတော့မိတ်ခင်ဟိတ်ဒီများမာတယ်မျိုးပုံစံလေးတော့ဒါကိုအမှန်ချစ်ထားမယ်ဆိုရင်တော့ဒီထိတ်မှာပေါ်လာလိမ့်မယ်ပေါ့နော်ဒါလေးဒါကတော့ project လုပ်တဲ့ချိန်ကြတီးရပါမယ်ဘိုင်ဘလော့တဲမှာဆိုရင်တော့ခုနကဒီလိုမျိုးဘလော့တွေလိုမျိုးကိုကိုယ့်အကူလုပ်ရတာပါဆိုတော့အခုယူ project တစ်ခုလေးစလုပ်ပြမယ်နော်။ဟောပြောမိနေ။ဒီနာက surprise ယူတာနော်။ဒါလေးတွေကအယုတ်လေးတွေယူတာ။ Okay ပြီးရင်အဲ့ပေါ်မကလစ်ဘန်နေဂျာထောက်လိုက်ရင်အပေါ်ဒီလိုပိန်းဆိုတဲ့ဟာကိုနေလိုက်နော်ကိုယ့်အကိုဆွဲရမှာပေါ့နော်ကိုယ့်အကိုဆွဲပေးတာပါဒါလေးရတော့ဆိုတော့ erase လုပ်လိုက်မယ်ပေါ့နော်ဆိုတော့ထလိုက်ပါဒီသား battery တွေပါတယ်ပေါ့နော်ဒါထုတ်ဆက်တာနှိပ်လိုက်ရင်သူ့ငကိုပါပြီးဒါ battery လေးရှိမယ်ဘက်ကိုပြန်နှိပ်လိုက်ရင်တော့ normal ပဲပေါ့နော် ဒီရာမှာဆိုရင်အောင်နေလိုက်ရင်ဘက်ဒရောကိုနေလိုက်ဆိုဆွဲလို့ရတယ်ဗောနော်ဒီမှာလဲဘလို့ရှင်ကိုအမှမဆွဲချင်အိဘရက်တခုရပြီဆိုဒီမှာဖိန်းတဲ့ဝက်ပြောင်းသွားလိုက်ပေါ့နော်အဲ့ဆိုရင်တော့ရပါပြီ။ဆိုတော့ကျွန်တော်တို့ project လေးတစ်ခုလောက်တော့ဟာဖိုင်အားတွေတော်ယူလာပါတော့။ ဆိုတော့ခဏလေးပါရှင်โอเคဆိုတော့ဒီမှာ project လေးဖွင့်ပြီးတော့ပါပြီဒါလေးကတော့ left right သွားတာ၄အပေါ်အောက်သွားလို့ပေါ့နော် LED တွေပါဆိုရင်ဒီမှာခက်ကငကိုလေးကပါပြီးတာပေါ့နော်အဲ့ခက်လေးကိုယူထားမယ်ဘက်ထရီလေးကိုကြိုက်တဲ့ပုံလေးရှိလိုက်ပေါ့နော်ဒီဟာလေးကိုနှိပ်လိုက်မှအများကြီးရှိပါတယ်ကိုကြိုက်တာယူလို့ရပါတယ်ရှင်ညာဒီ click တဲ့ပြေးလိုက်ပါမယ် ဆိုရင်ပြမယ်ဗောနော်ဒါ you know app error ကနေစာကြအောင်ဒါလုံးမယ်ဆိုတော့ keyboard ရှိရတော့ကောင်းတယ်ဗောနော်ဆိုတော့ one app error key press ကိုယူပြပါမယ်ဒီ event name မှာ one space key press ကိုယူလိုက် space နေရာမှာ app error ယူလိုက်ဗောနော် point interaction 0ကိုထပ်ထားရမယ်ပေါ့เนาะဆိုတော့အဲ့ဒါက motion လေးကိုနှိပ်လိုက် ပြီးရင်အောင်နေနေဆွဲလိုက်ရင်ဒီမှာဒီ client ရဲ့အောက်မှာ point interaction ဆိုပြီးရှိပါတယ်အဲ့ဒါလေးယူရမှာပါ zero ထပ်ထားပေးပါနော် okay ပြီးရင် all zero တောင်ပြေကုန်ပြီဒါအောင်နှိပ်လိုက်အော်ဟုတ်တယ် zero ပါလို့ဆို0မဟုတ်ဘဲမှာ19ဖြစ်နေတယ်ဆိုရင်လည်း point interaction ဝင်ယူလိုက်ပြီးရင်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနော်ဆိုရင်မှမြားလေးနဲ့ ဒါဆိုရင်ဒါတရားဆိုရင် minus 90အပေါ်ဆိုရင်0ပေါ့နော်โอเคဒါပုံမလို့ဖြစ်လိုက်ပါမယ် move ten step ကလည်းအ мян နှုံးနဲ့သွားရပေါ့နော်ကိုကမြန်မြန်သွားချင်နေဆိုရင်လည်းထန်းနဲ့များလေးရလို့ထန်းလည်းရရပါရနော် five ဆိုရင်လည်းနည်းနည်းသိသွားပါနော်ကျွန်တော် point direction အောက်မှာထားလိုက်ပါ နေ costume ကတော့ဒီမှာလမ်းလျှောက်တဲ့ပုံလေးလိုချင်တယ်ပေါ့နော်။ဒီတစ်ချက် run ပြမယ်နော်။ဟော app ဆိုရင်အဲ့လိုမျိုးလေးတွားတယ်။ဘယ် down ဆိုရင်တို့တွားတယ်။ဘေးခေပါနော်အဲ့လိုလေး so the brand ပြပါတော့เนาะကိုယွန်းတစ်ခုပြမယ်အဲ့ကောင်ကိုစတူမ်ကိုနှိပ်လိုက်ပါ တဆိုရင်ဒီမှာ2မျိုးရှိရပေါ့နော်ဆိုတော့ကွာ3မျိုးလဲဆိုကြောက်ရွံ့ကြီးကလူကအပေါ်အောက်ရွှေ့ပေးလို့ဖြစ်သွားမှာဆိုတော့ unique custom ယူမယ်ပေါ့နော်မှာပါ unique custom လေးပေါ့နော်အဲ့ဒါကတော့ look တဲမှာရှိပါတယ် look မှာ switch custom ရဲ့အောက်မှာ unique custom ဆိုလို့ရှိပြီပေါ့နော်အဲ့လေးကို move ရဲ့အောက်မှာထည့်လိုက်ပါအဲ့ဆိုရင်တော့ဒီမှာပေါ့နော်ရွန်ရန်ပြပါမယ်ကြီးကြီးလေးချိန်ပေးမယ်နော် မှာပေါ့နော်ဆိုရင်အပေါ်လုံးလိုက်ခဏလိုကြောက်ရွံ့ကြီးမဖြစ်တော့ပါဘူးရှင်ဆိုတော့ okay ပြီးဒါလေးပြန်ကျင်းလိုက်မယ်ဒါကအချက်ချင်းပေါ့နော်ဒါတော့ပေးပို့တာပါ okay ဆိုတော့ပြီးရင် down arrow လေးကလည်းတူတူပါပဲပေါ့နော်တယောက် duplicate လိုရပါမယ် mouse ဒီလိုမျိုးပေါ့နော် mouse မှာဆိုရင်ဒါဆိုရင် left click ပေါ့နော်ဒါဆိုရင် right click ပါ ယူနိုတာ right click ကိုနှိပ်လိုက်ပါတော့ဒီ one ကိုထောက်ပြီးတော့ right click နှိပ်လိုက် duplicate ကိုနှိပ်လိုက်ပါပြီးရင်တော့ကိုကြိုက်တဲ့ရှင်းတဲ့နေရာစတဲ့နေရာချလိုက်ပါနော် okay ပြီးရင် what up arrow နေရာမှာ down arrow လေးကိုရွှေ့ပေးရမယ်ပြီးရင်ဒီနေရာမှာလည်း down ကိုတို့လေးလှည့်ပြီးရွှေ့ပေးပါနော်180ဖြစ်နေရပါမယ်။ဖြေဒါရက်ပါချိန်တော့မဟုတ်။အဲ့နှစ်ခုပဲချိန်ပေးရမယ်ပေါ့နော်။ဆိုတော့ဒါပါပဲ။ဒီက ပြီးရင်လည်း8 down arrow duty gate လို့ right arrow တွေထဲပြီးရင် right left right ခွဲပေါ်လှုပ်ပေးပေါ့နော်ဆိုတော့အပေါ်ဇန်တိုင်းလေးလှုပ်ပေးရမှာပါဒါဟာ app name ဟိုင်းလေးကိုပြပေးပါမယ်ပေါ့နော်โอเคဆိုတော့ scratch tree လေးပေါ့နော်သူကဒီ google chrome နဲ့ ਆ လဲထောင်းလို့ရပါတယ်နော်ဆိုတော့ you just catch တပြတော့ရာဟိုဒီလိုလေးလောက်ပေးပါဆိုဟိုဒီနေ့ video ဒီလောက်ပဲပေါ့နော်ဒါလေးကို save နေတစ်ခါပြောပြမယ်နော်ဒီမှာ sketch project လို့ရေးထားညမှာကိုကြိုက်တဲ့နာမည်လေးပေးလိုက်ပါပြီး file နေလိုက် save to your computer နေလိုက်ပါပြီး save ကိုနေလိုက်ပါ you save ပြီးတာပါအဲဆိုရင်ဒီ mouse pointer နောက်လေးမှာ y ခဏလဲပြီးရသွားပါမယ်။အဲဆိုရင်တော့ပြီးပါပြီရှင်။ဆိုတော့ဒီနေရာတော့ပါပဲ။နောက် part 2ကိုလည်းထပ်တင်ပေးပါမယ်နော်။ကဲကျေးဇူးပါ။ bye bye